တရားစီရင်သောယုံတော်ထိုခဏ၌ကြည်လင်လစွာသောဝေခေါလောင်းကလေးအတန်ကဲ့သို့ချွင်ကနေကြားလိုက်ရသည်နှင့်တပြိုင်နက်အိုးဖဲအဝတ်တွင်ရွှေချင်းငွေကြီးဖောက်၍ရက်လုထားသောကလကသည်ရုတ်တရက်ပွင့်သွား၍ကြောက်တံပရမများတို့ဖြင့်ခြေလဲအပ်သည့်ယာစပလင်တစ်ခုလုံးသည်ကျွန်ုပ်တို့၏မျက်စီတွင် ပေါ်ထွက်လာရာယာစပလင်သို့တက်သောလေကားတင်များမှဗန်းနုရောင်ရှိသောကြောက်ဖြူဖြင့်ထွင်းထုထားလေယာစပလင်ထက်၌မူကား ဖွေးဖွေးဆွဆွဖြူ၍တိုင်ကလေးများသဖွယ်တိုက်လျက်ရှိသည့်အဝိထေဖြင့်ဦးကောင်းမသည်ယာစပလင်၏တေကားထက်များတိုင်အောင်ဟောအုပ်ထားသူတယောက်သည်ငြိမ်သက်စွာထိုင်လျက်ရှိရာ၎င်း၏လက်၌ကအလျားလေးတောင်ခန့်ရှိ၍ထိတ်ဖျား၌လျက်စစ်မီနှစ်ပွင့်ကဲ့သို့တဖြက်ဖြက်အယောင်ထွက်လျက်ရှိသောယာစာနှင့်တန်းကိုကင်ထားလေယာစာနှင့်တန်းမှာတဖြောင်နှဲမဟုတ်ပဲအချိတ်ချိတ်ကိုေးကောက်တွန့်လျက်ရှိရာ စင်စစ်မှာမွေဟောက်ဤပုံသဏ္ဍာန်ရှိ၍ချိန်မီနှစ်ပွင့်မှာတဆက်ယတိခန့်ရှိ ပထမအတန်းစိတ်နှစ်ပွင့်ကို မွေဤမျက်လုံးတစ်ဖွဲမြုပ်နှံချေလဲထားခြင်းဖြစ်လေသည်ပထမ၌ကျွန်ုပ်တို့သည်ရာဇပလင်ရှိတွင် မတ်တက်ရက်လျက်ရှိကြတော့လဲကလကားပွင့်လာသောအခါဥရိဘောနီတူ ကျမ်းပေါ်တွင်ရုတ်တရက်ဝတ်တွားလိုက်ကြလေနောက်တခဏ၌အလွန်တရာကြီးလင်းပြတ်သားခြင်းရှိ၍အနှဲငယ်တုံရင်လျက်ရှိသောအတန်သေးသေးနှင့် မာကရဘာသာဖြင့်ပြောတန်ကြရသည်မှာနှစ်ပေါင်းများစွာစင်ရဲ့ပင်မခြင်းမြို့မြို့တို့ကိုဒီခံစွန်သားပြီးမှမရောက်ရအောင်ဆွဲတက်သည့်ကြီးစွာနှင့်လာရောက်ကြသောအသင်ခီးသည်များသင်တို့ကိုကျွန်ုပ်အိတ်ခံပါ၏ဝိပုပါ၏ကျွန်ုပ်ကိုမကြောက်ပါနှင့်ကြေကျွန်တို့၏အပြုမှုမျိုးဖြင့်ကျွန်ုပ်ရှိတွင်ဝတ်တော်ခြင်းမပြုကြပါနှင့်ထားကြကုန်သောထိုအခါကျွန်ုပ်တို့သည်အိမ်မထဲမှကဲ့သို့မရေရာစိတ်ထားမျိုးဖြင့်ဝိယာမထလာကြလေ၏ ၎င်းသောယာစပလင်မအတန်ကဆက်လက်၍ခီးသည်များတင်တို့ဤအာဇာနီသွေးကိုကျွန်ုပ်ချီးမွမ်းပါ၏ယိုဒီပါ၏အင်ရှင်တို့ဝိတရားတိုင်းခီးဦးချုပ်ပြုပါ၏တင်ဤနာမည်အဘယ်သို့ခေါ်ပါသနည်းဟုမေးလျက်မောင်စောနိုင်အားနှင်းနှံဖြင့်ညွန်ပြလေမောင်စောနိုင်ခေါ်ပါလေမောင်စောနိုင်မောင်စောနိုင်တဲ့ရင်တဲ့နာမည်ကလေးပဲဟိုဘက်ကလူရောမောင်ဖိုးတော်ခေါ်ပါသည်ကောင်းပြီမောင်စောနိုင်နဲ့မောင်ဖိုးတော် င်းတို့ဘယ်ကိစ္စနဲ့ယခုလောက်ခီးဝေးဝေးကြီးလာကြသလဲပြောဖို့အလွန်ရှည်လျားလာပါသည်သခင်မကိုဘယ်သို့ခေါ်ရပါမည်တောင်ပေါ်သခင်မလို့လည်းခေါ်ပါတယ်ယူပကလျာဏီလို့လည်းခေါ်ပါတယ်သဘောရှိသလိုခေါ်နိုင်ပါတယ်ကောင်းလာပါပြီသခင်မတင်းတို့အကြောင်းပြောပြရင်အလွန်ရှည်လျားလိမ့်မည်ကိုကျွန်ုပ်ချင်းမိပါသည်တိုးတော့အချင်းချုပ်ပြီးတူတူထုတ်ထုတ်ကြားပြစီမောင်းဆုံးနိုင်ကောင်းလာပါပြီသခင်မကျွန်တော်ငယ်ရွယ်စဉ်နှစ်ပေါင်းများစွာတုန်းက ရှေးစာဟောင်းများကိုတွေ့ရှိသည့်အတွက်ကျွန်ုပ်နှင့်ဦးလေးသည်တောတောင်များကိုဖြတ်ကျော်ရှာဖွေကြသဖြင့်အသက်မသေးဘဲနှစ်ပေါင်းများစွာနေနိုင်၍မြသမီးမကလှပသောမိမတယောက်ကိုတွေ့ရပါသည်။ဒါကြောင့်သူ၏ရုပ်ဆင်းကိုမောင်စောနိုင်ကဆွဲမှတ်တယ်ဆိုပါတော့မှန်ပါတယ်။သို့သော နောက်ဆုံး၌မပေါင်းရမီသူတည်သွားပါလေ။ဘယ်နဲ့သူမတည်နိုင်ဘူးဆိုကျွန်ုပ်ကိုသူကဲ့သို့အသက်မသေးဘဲနေနိုင်အောင်လုပ်ပေးဖို့စီမံတော့မှမိဘုံမှလို့လားမဆိုနိုင်သူတည်သွားပါလေ။ သို့တော့သူမသေးခင်နောက်ဘဝမှာပြန်တွေ့ကြဖို့မှာသွားသည့်အတိုင်းကျွန်တော်ကယုံကြည်ခြင်းအပြင်သူ့ကိုနှစ်ပေါင်းများစွာလိုက်လံရှာဖွေနေရခြင်းဖြစ်ပါလေ။ဒီရက်မှာဘာကြောင့်လာရှာသလဲမောင်စောနိုင်။တူရောဦးလေးပါအိပ်ပျော်နေရမှာတပြိုင်နက်သေး။အိမ်မက်ဘေဘီဒီရက်တို့လမ်းညွန်တဲ့အတွက်လာရခြင်းဖြစ်ပါလေတခင်မ။ကျွန်တော်ကမိန်းမတယောက်ကိုဆွဲမဲ့တော့ကြောင့်မဟုတ်ပါ။ကျွန်တော်ရဲ့ဒူသွားရာကိုမခွဲမခွာလိုက်ပါလို့တဲ့အတွက်ပါလာခြင်းဖြစ်ပါလေ။အော်ယောက်ျားယောက်ျား အစင်းနဲ့တွေ့မှဖြင့်ယူယူအနန်းနန်းအကန့်ကန့်ဖြစ်တုံးပဲကုန်နော်ဒုက္ခဒုက္ခဒုက္ခကျွန်ုပ်ကကဲတဲ့လူဟာအစင်းကိုမြင်နိုင်ပါမလားသခင်မမြင်တဲ့အခါမှာချောမန်းလှမန်းတိကျဲဟာလေလူယူလို့အလုပ်ဟုတ်ပါမလားသခင်မတော်တဲ့လူပဲအစင်းမရှိပေမဲ့ချင်းရှိတယ်ဆိုတဲ့သကပုံလို ဖြစ်နေပါပြီနှုတ်ရှာလေတည်သွက်ပါပြီလေဒုက္ခလွန်ခဲ့သောနှစ်ပေါင်း20ခန့်ကယူပနဒီကို ကိုယ်တိုင်ကျွန်ုပ်အကြောင်းကိုဤနေ့တိုင်းပြောမှုတွေကိုရည်ရည်နဲ့ကျွန်ုပ်တို့ မောင်စိုးနိုင်ကိုလှမ်း၍ကြည့်မိသည်ကျွန်ုပ်ဤကြည်ကျွန်ကထဏနေစားကတော်ကကောင်းမွန်စွာပြုစုစောက်ချောက်ပါရဲ့လားပြုစုစောက်ချောက်သည်မှာမှန်ပါသည်သို့သောသူ့ယောက်ျားနေစားဆိုသူကခွေးနဲ့လိုက်သောကြောင့်ကံကောင်းလို့လွတ်လာရပါသည်ကျွန်ုပ်တို့လားအမိချောင်းကိုတခင်မသိနေပါကလားအနှဲငယ်သိရပါတယ်လုံခဲ့တဲ့၃လလောက်ကကျွန်ုပ်ဤတရှုံများကတင်းတို့အနည်းတို့ဒီအချိန်မှာတိတ်တိတ်ချင်းကပ်ပြီးတင်းတို့ပြောစကားများကိုကြားခဲ့ရသည့်အတွက်ကျွန်ုပ်ထံအလင်းမြန်ပြန်လာပြီးအကြောင်းကြားနှင့်ကြပါသည် ထို့ကြောင့်ကျွန်ုပ်ကဗတ်တကူမာရီနဲ့ဂျာမနီတို့ကိုတကားဝစခန်းမှာစောင့်မျှော်ကြိုဆိုကြဖို့မှာထားနိုင်ခြင်းဖြစ်ပါသည်တွေ့ကျင်လှပါတယ်ဆိုပြီးရောက်ခါနီးကြတော့မှတဲပြီးခီးဖင်လာကြည့်တကားခီးတယ်များတချို့တွေဒီလောက်ပေါများတဲ့တခင်မက ကျွန်တို့ကိုဘာမှမေးနေဘူးမရှိပါကိုယ်တိုင်သိတယ်မာလေဒါဖြင့်သင်တို့ကိုမမေးဘူးနေစားကြတော့မေးတော့မယ်ဥရိပေါ်ဗတ်တကူမာရီကိုသွင်းခဲ့ ကျွန်တော်တို့မှာဗဒ္ဒကောင်မာရီရောက်နေသည့်အကြောင်းကိုမသိသေးသဖြင့်အံ့ဩမိကြကုန်။ပေါင်းဆုံးနိုင်သည့်ကျွန်တော်ဤသို့ကဲ့၍မြန်မာဘာသာဖြင့်ဒုက္ခတော်တွေ့ကြတော့မယ်။မှတ်တယ်ဦးလေး။ဒီမိမနှစ်ယောက်မျက်နှာချင်းဆုံတာကိုကျွန်တော်မတွေ့ပြဆိုင်နေလို့ဆူတောင်းနေတာ။ဆူတောင်းပြီးပုံမရတော့ဘူး။နောက်တစ်ခဏ၌ဥရီဘောသည်ဗဒ္ဒကောင်မာရီနှင့်ဇာမနီတို့ကိုခေါ်၍အခန့်တွင်းသို့ဝင်လာလေ။၎င်းတို့၏နောက်၌ကလူ၆ယောက်တို့သည်နေစားဤခေါင်းကိုထမ်းဆောင်ယူလာခဲ့ကြ၍ယာစာပလင်ရှိတွင် ခြားထားပြီးနောက်ပြန်ထွက်လေကြတယ်။ဗဒဂုံမာရီနဲ့ဇာမနီတို့မှာကောင်းလေးတွေရက်လျက်ရှိကြပြီ။ဗဒဂုံမာရီသည်ယာစပလင်ရှိတွင်ဒုညကအယုဒီပြုတ်တော်လဲဝစ်ဂျီဝစ်ကုံသဘောမျိုးနဲ့ပြုတ်လောက်ကြောင်းကောင်းစွာသိမြင်နိုင်တယ်။ဘာကိစ္စဗီနီနေစားကတော့ဗဒဂုံမာကျွန်ုပ်ခင်မုန်းကြီးအလောင်းကိုအစင်လာတိုင်းမီးတောင်၌တကြိုရန်လာရောက်ရခြင်းဖြစ်ပါတော့ဒီမှာ။တင်းဤခင်မုန်းလောင်းကိုရှေးရိုးစင်လာတိုင်းမီးတောင်၌တကြိုဖွင့်ပြုရပါ ။ဒီအနေနဲ့ရောက်တော့ခါတွင်လည်းဤနည်းတူအခွင့်ရပြီ။တခင်မ၏အမိန့်ကိုတခင်မ၏နေရာ၌ဆက်ဆံမိသူများလိုက်နာရေးစီရင်အမှတ်တမ်းတင်ထားလျင်ကောင်းပါလိမ့်မယ်။အဘေကြောင့်ဆိုသောအသက်ချင်းနှိုင်းစာလျင်တခင်မဒီလန်းကိုကျွန်ုပ်ရင်သွားနှင်ရမည်။ဒဏ္ဍာနှင့်တူသောကြောင့်ဖြစ်ပါ။တိတ်ခင်မဘေယောကနေတည်ဆုံးချသည်။တခင်မ၏ဧည့်သည်များကသာမိတော်မူပါ။ကျွန်ုပ်၏အသက်ကိုကာကွယ်ရင်တတ်လိုက်ရပါသည်။မေဇာကခွေးတွေနဲ့ကြိုက်တဲ့ဖို့စူးစမ်းပါသည်။ဦးလေးလက်မောင်းမှခွေးကြိုက်ရာရှိသေးသည်။ ဘယ်နဲ့ဒီလိုဖြစ်ရတယ်လေဘတ်တက်ကုံမှာကျွန်တော်ဤခွန်မွန်တယ်မှာစိတ်ကိုအဆိုးမရသူဖြစ်ပါတယ်နေစားကယူယုံမကဘူးမနာလိုတဘူးမှတ်တယ်တင်မပြောနဲ့ဘတ်တက်ကုံမှာလို့မောင်စိုးတိုင်းပြောစမ်းတင်လည်းမဖြစ်ဘူးချစ်တော်မူပါကြိုက်တော်မူပါနဲ့နဘူးနဆာပူတာပဲမိမတယောက်အကြောင်းကိုဟုတ်တိုင်းမှန်ရာပြောရမယ်မထင်ဘူးဂိုင်းမောင်ဖိုးတော်ပြောစမ်းမှန်မှန်နော်ဘတ်တက်ကုံမှာနေဇာမီးတို့ကကျွန်တော်တို့ကိုကြိုးစားပြီးကောင်းမွန်စွာပြုစုဆောက်ရှောက်ပါလေသို့တော့ ။နောက်ဆုံးမှာဗဒ္ဓကုမာရီကမောင်စောနိုင်ကိုစုံမက်ပါတယ်။ဒီတော့မောင်စောနိုင်ကပြန်ပြီးစုံမက်ရောလား။စုံမက်ဆိုစုံမက်လောက်ပြီလေ။သူလည်းမင်းမချော်တယောက်ပြီပဲ။မစုံမက်ပါ။ဖတ်ပြေးလာကြပါလိမ့်။နေစားအခွင့်နဲ့လိုက်တတ်ပါသည်။သို့တော့ကျွန်ုပ်တို့နဲ့နိုင်၍သူသေးရပါသည်။နေစားကရုံးနဲ့ဇာမီးတို့ကတစ်ချိန်လိုက်ပြီးတားပါသည်။သို့တော့ကျွန်ုပ်တို့ကအတင်းထွက်လာ၍စောက်ချောက်များနေတွေ့ပြီးနောက်ဆုံးမှာဒီနေရာကိုရောက်လာကြပါသည်။ဘာပြောရန်ရှိသလဲဗဒ္ဒကုမာရီ။လင်ယူနဲ့ပေါင်းသင်းနေတဲ့မိမမို့ ကိုနဲ့ဖတ်တန်နဲ့လူပေါ်လာတဲ့အခါမှာအပြန်အလှန်ချစ်မိကြိုက်မိတဲ့ကိစ္စမှာရေတကြီးမေးလားမြန်လားလုံနေဖို့လုံမယ်မထင်ပါဘူးတောင်ပေါ်သခင်မ။အော်တင်းတို့သမီးစားဖြစ်ကြဘူးလေစူပုံထောက်တော့မောင်စောနိုင်ရဲ့လေပင်မှာဆွဲထားတဲ့လော့ကက်ထဲကစပင်ထွေးကလေးဟာဘတ်တာကုမ္ပဏီရဲ့စပင်တွေပေါ့။ဥစ္စာဘယ်ကစပင်လဲကျွန်တော်မသိရဘူး။အော်မသိဘူး။ဒါနဲ့များတော့မောင်စောနိုင်ဖျားနေတုန်းကလော့ကက်ထဲကစပင်ရှင်းကြည့်သေးတယ်မဟုတ်လား။ကြည်စမ်းဒါတောင်သူရှောက်ပြောထားကြကုန်ပြီကိုဟုတ်လား။ မှန်တယ်မောင်စိုးနိုင်ရတခုံးမှမပြောပါဘူးကျွန်တော်ရဲ့တရှုများသတင်းပြီးလို့ကျွန်တော်သိရပါဗဒကုံပါဘီကျွန်တော်ကိုတင်လိမ့်နိုင်မယ်ထင်သလားမထင်လိနဲ့နော်ကျွန်တော်အားလုံးသိတယ်တင်ကဘလို့လှည့်ပြပြီးသတင်းပို့တော့လဲကျွန်တော်ရဲ့ဧည့်သည်များကိုအတင်းလှောင်ထားပြီးမကြိုက်ကြိုက်အောင်အတင်းကြံစီတာတွေကိုကျွန်တော်အားလုံးသိတယ်သို့တော့အမိုက်မပဲလို့ကျွန်တော်ဘာမှရင်းမိဘဲမသိအောင်ဆောင်နေခဲ့ခြင်းဖြစ်တယ်မသိဘူးလို့များမထင်လိုက်နဲ့နော်သိရင်ကောဘာဖြစ်အောင်မှာ ။တခင်မရည်စားလူပတ်မှုလို့ကျွန်ုပ်ကိုရန်တွေ့နေရတယ်။ကောင်းမြူဆွေချိုးအရွယ်ကြီးရောက်နေမှလူငယ်တွေနဲ့တူပပြီးရည်စားလူကျင်နေသလား။တခင်မတက်နိုင်ရင်ကင်လိုက်ပါ။ကို့စီလာတဲ့ဧည့်သည်တယောက်ကိုလောက်ကောင်းရင်လောက်တာလောက်လိုက်ပါ။တခင်မလည်းမိမကျွန်ုပ်လည်းမိမကိုရင်ချင်းလည်းအတူတူဘာကြောက်နေရအောင်ပါလဲ။ထိုကဲ့သို့ရဲဝင်စော်ကားစွာပြောလိုက်တော့ခါသမဏိနဲ့ကျွန်ုပ်တို့မှာခက်ကုံတော့မှာပဲဟူသောမျက်နှာမျိုးဖြင့်ကြည့်နေကြလေ။သို့သောယူဘကလျာဏီခေါ်တောင်မော်သခင်မသည် အတတ်မပြည့်ဖြစ်ဆက်လက်ပြီးပြောစီမှာကျွန်တော်ဆုံးမခြင်းလို့ရှိရင်တင့်ကိုဒီနေရာတွင်ထိုင်ရမထဆုံးမနိုင်ဘူးသို့တော်တင်စကားတိုင်းဧည့်သည်တယောက်ကို အပြစ်ပေးလိုက်တယ်လို့နောင်ရသဝင်အစင်ဆက်ကဲ့ရဲ့သူတို့စကားတင်းဆိုမှုရှိတဲ့အတွက်ချမ်းသာပေးလိုက်တဲ့ဗဒကုံပါဘူးတင့်ကိုကျွန်တော်ဘလို့ဆင့်ဆိုတိုက်တယ်ဧည့်သည်များကိုကောင်းမွန်စွာခေါ်ဆောင်ခဲ့ရမယ်လို့ဆင့်ဆိုထားလျက်နဲ့အဘေကြောင့်ကျွန်တော်စကားကိုဆက်ရတယ်ဗဒကုံပါသခင်မအမိန့်ကိုတော်လန်ရခြင်းအကြောင်းကဒီလူငယ်ကို ငယ်ကလေးကစပြီးကျွန်တော်ဆွဲလန်းတက်မဲ့လာခဲ့တဲ့အတွက်အပြစ်ကိုမကြောက်ဘဲအချစ်နောက်လိုက်မိခြင်းဖြစ်ပါတယ်။ယခုမှတွေ့ရတော့လဲငယ်ကလေးကဆွဲလန်းတန်းတက်လာခဲ့ကြောင်းပို့ပို့ကြီးအသိဖြစ်ပါတယ်။ဒီလူနဲ့ကျွန်တော်ဟာဘယ်ဘွားကဘလို့ရည်ဆက်ပါလာခဲ့တယ်ဆိုတဲ့အကြောင်းကိုသိလို့တဲ့အတွက်တခင်မကိုကျွန်တော်မေးပြစီတခင်မသိခဲ့လို့ရှိရင်မှန်မှန်ဖြေချတော်မူပါ။ဖြေပြီးတဲ့နောက်တက်လို့ပြစ်ချင်ပြစ်လိုက်ပါတော့။မသေးခင်သိသွားပြစီဖြေချတော်မူပါ။မှန်တယ်သခင်မကျွန်တော်လဲဒီအကြောင်းကိုသိချင်ပါတယ်ဖြေချတော်မူပါ။ ိပြရစီတခင်ပါဒီကြတော့မူပါတခင်ပါကျွန်တော်လည်းသိလိုပါထိုကဲ့သို့၃ရက်လုံးကဝိုင်းဝန်းတောင်းပန်ကြသောအခါယူပကလျာဏီသည်အတန်ငယ်စဉ်းစားနေသည်ထို့နောက်မှမောင်စိုးနိုင်ကျွန်ုပ်ကိုတင်ကဘသူထင်သလဲတခင်မဟာလွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကလူရိုင်းတိုင်းပြည်ကဂူကြီးထဲမှာတွေ့ခဲ့တဲ့ယူပနရီဝင်စားတယ်လို့ကျွန်တော်ထင်ပါတယ်သို့သောတခင်မရဲ့အသက်ဟာက80ကျော်နေပြီဆိုလို့အင်မတန်စဉ်းစားရခက်နေပါတယ်ယောက်ျားများဟာတော်တော်ယူတာပဲလူဝင်စားမှန်လို့ရှိရင် ူယူပနဒီပေတာနှစ်ပေါင်း20ဒီအရကြီးကကျွန်တော်တို့ရဲ့အဖိုးလူယူကလေးကအမေကြီးဖြစ်နေပြီဘယ်နဲ့ဖြစ်နိုင်ပါမလဲမောင်ဖိုးတော်ဟာရောဘလို့ထင်တယ်ပျော်စမ်းမောင်စုံနိုင်ထင်တယ်လို့ထင်မိတာပဲသို့တော်လေဝေခွဲမရနိုင်လို့တခင်မောက်ဖွင့်ပြောမှာမှန်တဲ့အတိုင်းသိရတော့မှာပဲလောကကြီးကအင်မတန်ဆန်းကျယ်တယ်နော်တာမညာညံကလေးနဲ့မှတ်မိနိုင်တဲ့အချက်တွေအများကြီးရှိတယ်လူပြည်မှာအနည်း90ရှိမှစတုမာရဲနတ်ပြည်မှာတည့်ရက်တဲ့အချိန်ဆိုတာဒီလိုပဲသို့တော်ဒီကနေ့တော့တင်းတို့လဲဒီဘန်အချိန်လဲညှင်းနေပြီ နတ်ဖြန်နေစားရဲ့အလောင်းကိုကြိုတဲ့ခါကျတော့မှဤเจ้าကိုဆက်ပြောကြအောင်ဆိုကန်ကန်ကန်အိတ်ချေကြအိတ်ချေကြထိုခဏ၌ခေါလောင်းထိုးတန်ကြားရ၍ရာဇပလင်ရှိမှကလကာကြလာပြီးလျင်ပလင်ကိုဖုံးအောင်သွားလျင်အူရီပါသည်ကျွန်ုပ်နှင့်မောင်စောနိုင်ကိုခန့်ပြင်သို့ခေါ်သွားလိမ့်အခြားမှုတမ်းများမှလည်းဗဒကုံမာရီနှင့်ဇောင်းမီးတို့ကိုအခြားလမ်းမှခေါ်သွားကြ၏အေယာများပြင်ဆင်ထားသောအခန်းခန်းသို့ရောက်ကြသောအခါအူရီဘောသည်ကျွန်ုပ်တို့ဟာအဖျော်တစ်ခွက်စီတိုက်ပြီးနောက်အေယာသို့ဝင် ကျွန်တော်မဥခေါင်းနဲ့ခေါင်းထိမိသေးတဲ့တပြိုင်နဲ့အိပ်ပျော်ချင်းသူရောက်လေ။အိယာမနိုးလာတော့ခါမောင်ရဲ့ပင်ရှိသည်သဖြင့်တဖန်အိပ်ရန်ကြိုးစားတော့မပြောနိုင်ချေ။စင်စစ်တော်ကအိယာဝင်ခံနေ၌တောက်ကြရသောဖြော်ရီမှာအင်အားဖြည့်တင်းစေသည့်စိတ်ခတ်ထားသောကြောင့်တညနှင့်တနေ့အိပ်ပျော်ကြပြီးမှနောက်တနေ့ညတွင်နိုးလာခြင်းဖြစ်ကြောင်းဥရိပါပြောပြပြီးတေးကြရ၏။ကျွန်ုပ်သည်အိယာ၌လူလိမ့်မြက်ရှိပင်ဥရိဘောသည်မိတိုင်တစ်ခုနှင့်ဝင်လာ၍ ်စာမနာအခမ်းအနားအတွက်ဝေမျှလေးလေရန်ပြောသဖြင့်ထားကြရလိမ့်ကျွန်ုပ်တို့သည်ဥရိဘောစူဆောင်ရခဲ့သောတောင်းမွေးဝင့်များကိုဝစ်ဆင်ကြပြီးနောက်ဥရိဘောကရှေ့မှမီးတိုင်နေသွားပြီကျွန်ုပ်တို့ကနောက်မှလိုက်ကြရလိမ့်လက်ခီနိုင်ထွန်ချင်းဖို့စိတ်နှလုံးတို့လို့ခြောက်ချောင်းပွေသောချင်းရများတွေ့ကြမည်ဖြစ်သောကြောင့်အေးအေးဝါစီချင်းကတနေ့နှစ်တနေ့ပတ်လုံးအိပ်ပျော်နေကြခြင်းကိုတောင်းပေါ်သခင်မကမနှိုးလေနေဟုမှားသည့်အတွက်မနှိုးပေထားကြောင်းနဲ့ဥရိဘောကပြောပြလေသည် ကျွန်တော်တို့ဒီရခင်ချင်းရသခင်မနဲ့တွေ့ဆုံကြရတော့ယာဇပလင်ဆောင်မှာပြတ်တန်းသွားလာကြလေရာထိုခါ၌ကယာဇပလင်ပေါ်တွင်သခင်မလည်းမရှိပလင်ရှိနိုင်နေစားရည်အလောင်းလည်းမရှိတော့ချေဥရိဘောကသာမဏေတို့သခင်မသွားနေပြီပြော၏ပလင်နောက်၌ဒကာတခုရှိရာဥရိဘောသည်၎င်းဒကာကိုဖွင့်၍ဝင်သွားကြတော့သာဒကာအမြောက်များနှင့်နေရင်တည်းမြကျေဝန်းလာတော့အခဲတခန်းသို့ရောက်လာကြလေ၎င်းခဲမှာသခင်မနှင့်သူ၏လက်ပါစီများနေထိုင်သောအခန်းဖြစ်ကြောင်းနှင့်ဥရိဘောကပြောပြ၍ဒကာများသည် တောင်ကပြန်ရှိဥယျာဉ်ကြီးတွင်သို့ွားနိုင်၍အလင်းနှင့်ဒေဝင်စင်ရန်အတွက်လည်းသုံးချနိုင်သည်ဟုပြောပြလေ။အခန်းတွင်၌ကမီးရှုကိုတိုင်းဝေဖြူစင်ကြယ်ဝေသောလူ၆ယောက်ဆောင်းဆိုင်လျက်ရှိရာဥရီဘောသည်မီးရှုတိုင်းနှစ်တိုင်းကိုထုံကြီး၍ကျွန်တော်တို့ဟာတစ်ခုစီပေးလေ၏။၎င်းတော်ဥရီဘောသည်တကားတစ်ခုကိုဝှင့်၍လေကားထင်များထွေရသည်နှင့်ကျွန်တော်တို့အားလုံးတက်ဆပြုကြလေ။လေကားထင်များမှာနေပေါင်းထောင်သောမကလုံလိပ်ပြီးသောအခါကဤကိုယ်ွယ်သောလူမျိုးများသည်ကြောက်တောင်ကြီးတွင်ထွင်ထုထားခဲ့ခြင်းဖြစ်ရာ၎င်းတို့တို့ချက် ရှောက်တဲ့သွားကြရသည်တွင်အိတ်ခမ်းများကိုတခမ်းပြီးတခမ်းဖျက်သန်းကြသည်တခမ်းပြီးရင်လှေကားတွင်ရင်တခမ်းကျော်ရင်လှေကားတွင်ရင်ဖြင့်တက်လာခဲ့ကြရန်ကျွန်တော်တို့မှဒူးများတုံလောက်အောင်ရောင်းညာလာတော့လဲပြီးဆုံးသေးသည်မရှိချင်းဤဆန်းလိုက်သည်ရှိသောနှစ်မိုင်ကျော်လိမ့်မည်ဟုကျွန်တော်ခံမှန်းမိ၏နောက်ဆုံး၌တမျောတခေါချင်းဖြစ်လာအောင်မဆောက်လာသောကြောက်ကန်းမကြီးတို့ရောက်ကြလိမ့်မည်ထိုနေရာတွင်အလိုထူးဆန်းသောသံများကိုကြားကြလေရာ၎င်းမှာမီးတောင်ထက်သို့မီးတောင်မီးရှံများထိုးထက်နေသော အတန်ဖြစ်၍ကြောက်နိုင်ရန်တွင်မှထိုးပေါက်ထွက်လာခြင်းဖြစ်ကြောင်းနှင့်ဥရိဘောကပြောပြလေ၏အထေပေါင်း၆အခန်းရှိသောနောက်ဆုံးလေကားကိုတက်ကြပြီးတဲ့နောက်ကျွန်ုပ်တို့သည်တောင်ကောင်းမှထွက်၍ဒဟာပြင်သို့ရောက်လာကြလေကျွန်တော်တို့၏ရှိ၌ကတောင်ကိုပက်ပက်လှဲ့၍တက်သွားသောကြောင်းလင်လေကားကြီးရှိကြသည်နားလည်အောင်ဖော်ပြမည်ဆိုသောကြောက်တောင်ကြီးသည်ကြောက်တိုင်ကြီးကိုဖိုက်တူထားသည်လားလေထဲတွင်မမတ်ကြီးထိုးထက်လျက်ရှိလေ၏ယခင်ကကျွန်တော်တို့တက်လာခဲ့သောလေကားတင်များမှာ ကြောက်တိုင်းရဲ့အတွင်းဥမင်းနိုင်ကောင်းကဲ့သို့ပြင်းထူတာခြင်းဖြစ်ရာရှင်းနိုင်တက်ရမည်လေကားများမှမူဆိုပါတန်ကြီးသဖွယ်တဲ့မတ်စွာရှိသည့်ကြောက်တော်ကြီးပပတ်လေတွင်ပြင်းထူထားသောအထင်များဖြစ်လေသည်မန္တလေးမြို့နန်းတော်တွင်ရှိနန်းမြင့်ခေါ်မျောစင်ကြီးကိုမြင်ဘူးသူများသည်လေကားထင်များတီနေပုံကိုခံမှန်းနိုင်ပြီလေပြီတို့ရတွင်မြင့်မာနမ်းမြင့်ထက်ဆေပြံမကမြင်မာလာပြီပေါ်ပြခဲ့ပြီးသည့်အတိုင်း၎င်းလေကားထင်များမှာလာသေးတွင်ထွေးထူထားခြင်းဖြစ်ရကား ညနေစောတိုက်ခက်လျက်ရှိတော်လေသည်တခါတည်းကကျွန်ုပ်တို့ကိုတောင်းခေပြန်မှကျွတ်ထွက်လွင့်စင်သွားပါစီတော့မည်ဟုမှတ်ထင်ကြရ၏ကျောက်တန်းကြီးကိုယ်တိုင်မှလည်းလေပြင်းရေအဟုံကြောင့်တွတ်တွတ်ခါလျက်တစ်ချက်တစ်ချက်တွင်ဝင်းညွတ်သွားသည်ဟုပင်မှတ်ထင်ရ၏လေကားထင်းများမှ၃00ခန့်ကျယ်ဝန်းရာကျွန်ုပ်တို့သည်တယောက်စီစီတန်းကတက်ကြစဉ်တက်နိုင်မများအထွန်းဘက်သို့ကပ်၍တက်ကြရ၏နဘေးသို့တိုးကြည့်တော့ဘေးသို့သောအချင်းအရာကိုမြင်ရမည်နည်းလို့တိလို့လှတော့လေ ုံလုံသောစိတ်ကိုကြိုးစား၍နှိမ်နှင်းထားရသည်နောက်ဆုံး၌ကျွန်ုပ်တို့သည်ကြောက်တန်ကြီးအထုပ်ဖျားသို့ဆက်ရောက်ကြ၍အလျားတောင်150အနန္တောင်100ဖြန့်ရှိတဲ့ကြောက်ဖျားကြီးတို့ဘွယ်ကျေပြန့်သောနေရာသို့ရောက်လာကြလေအထက်ကောင်းဝင်၌ကချေတာရများသည်နှမ်းချေထားသကဲ့သို့တပြင်းကြီးရှိနေတောင်မြတ်နာ၌ကဘီ2000ထက်မနည်းနေဝင်းသောရက်တွင်ကတ္တထလွင်ရင်ကြီးတည်ရှိ၏အရှိနှင့်နောက်ဖက် မျက်နာတို့တွင်ကမိုးဝင်များဖြင့်ဖွေးဖွေးဖြူသည့်တောင်ကြီးများတည်ရှိ၏ ရောက်ဖွဲ့တွင်မူကားအသည်နှလုံးတုံ့မုတ်ဖွယ်ဖြစ်ပေသည်။၎င်းမျက်နှာ၌ကြောက်တိုက်ခြင်းများတွင်သို့အနေငယ်ကွင်းညွနေဟန်ရှိရာကအောက်၌ရှိသောမီးတောင်ထိပ်ဝကြီးသည်ကျွန်ုပ်တို့အောက်ထက်တဲ့ကြီးသို့ရောက်နေသည့်သဏ္ဍန်ရှိနေ၏။ဒုဖြည့်ဖြည့်ကြောက်တိုက်ကြီးထိပ်ရှိကြောက်ဖြာကြီးအစုံမှငုံကြည့်လိုက်ပြီးခါမီးတောင်ထိပ်ဝကြီးမှမီးတောင်ကြီးတွင်သို့တောက်လျှောက်ကြီးမြင်နိုင်ရလေတကားပုပ်ပွေးဖြူဖြူပုပ်ပွက်ဆူလျက်ရှိသောဓာတ်တထုမျိုးမျိုးတို့၏အရေးများသည့်သမုတ်တရားလှိုင်းသဘောသဘွယ် ပပလေနိုင်ငံတို့ကိုမယံမနာရိုက်ခက်လျက်တပုတ်ဖို့တပုတ်ဘွက်ရှိနေသည့်အတွင်းတိုင်းချက်ခုတပွဲအလေဘဟု၌တွေ့ဆုံမိကြသည့်အခါများတွင်လည်းမိရှုမိပါများကဲ့သို့အွှဲွှဲတချမ်းချမ်းငေါ်ပန်း၍ထွက်ရာမှအပြာဝါနီးလိမ္မောဆသောအယောင်မျိုးစုံဖြင့်ထိတ်ဝစီသို့ပြည့်တက်ထိုးထွက်လာကြရလေကုန်။တခါတည်းရန်ဓာတ်ရည်များ၏မျက်နှာပြင်မှစူပွက်ခါတက်လာသောဓာတ်ငွေများသည့်မိတောင်ထိတ်မှလွန်တက်လာ၍လေနှင့်ထိတွေ့သည်နှင့်တပြိုင်နက်မိတောင်ကြီးဖြစ်သောကူးဆွဲတောက်လောင်ပြီးလည်း ျွန်တို့တို့မျက်နှာနဲ့တည့်တည့်တွင်ပြီးပြင်ကြီးသပွဲထိန်ထိန်ဝင်းလျက်ရှိရာက၎င်း၏အလင်းရောင်သည်ကြောက်ဖြာကြီးအောက်တွင်ရှိသောအပေါက်ကြီးသို့တုံးဝင်ဖောက်ထွင်း၍ဝင်းဝင်းကြီးတန်းထွက်သွားသောကြောင့်ရတလွင်ပြင်ထက်တွင် အစင်းလိုက်အတန်းလိုက်တွေ့မြင်ရပြီရခင်ထိတ်ကနှစ်ကြိမ်သုံးကြိမ်မှကျွန်တို့တို့တွေ့မြင်ခဲ့ကြသောအလင်းရောင်မှာဤနည်းတိုင်းဖြစ်ပေါ်လာခြင်းပင်ဖြစ်လေသည်မီတောင်ထိတ်ဝါရဲ့ဘူးချင်းသည်လေကိုဆုပ်ယူပြီးဖြစ်သောကြောင့်လေသည်တောင်ဘက်မှမြောက်ဘက်သို့အစဉ်တိုက်ခတ်လျက်ရှိရာထိတ်ဝါထက်၌ ရန်ကုန်မြို့ကိုလောင်ကျွမ်းခြင်းအားဖြင့်ပြစ်ပေါ်သောမီးတောက်ကြီးမှအပိုင်းအဆများသည်ကြောက်ပြအောင်၌ရှိသောအပေါက်ကြီးထဲသို့တရှိရှိမီကဒုံးဝင်ဖြတ်ထွက်သွားကြလေကုန်၏ထိုကဲ့သို့မပြတ်အောင်တိုက်ခဲလျက်ရှိသောကြောက်သာလင်ကြောက်ပြထ၌ရက်ဒီနေနိုင်ခြင်းဖြစ်ပြီကျွန်ုပ်နှင့်မောင်စောနိုင်သည့်လေထဲသို့လွင့်ဆင်ပါသွားမည်ဆိုသဖြင့်ကြောက်ပြပေါ်တွင်ဝတ်တော်လျက်ရှိကြသည်ဝေဖြူစင်ခြင်းနှင့်ဘုသူတော်တရားခန့်တို့သည်ကြောက်ပြပေါ်မှစီတန်းကား ပူဇော်ကြောနေသည့်အနေဖြင့်ဒုထောက်လျက်ရှိကြသည်ကိုတွေ့မြင်ရလေ။တို့ရတွင်ကျွန်တော်တို့၏ခီးမှမဆုံးသေးသည့်ဖြစ်၍ဥရိဘောကဆက်လက်ခေါ်ဆောင်သွားပြန်ရာကြောက်ဖြာဤတစ်ဖက်ဆုံးမှလေကားတစ်ဆယ်တစ်ခန့်ဆင်းသက်ရပြီးနောက်ကြောက်တောင်ကိုဖောက်ထွင်းပြုလုပ်ထားသည့်ကူကြီးတစ်ခုသို့ရောက်ကြရလေ။ဂူတွင်၌က ပလင်သပွဲပြင်ဆင်ထားသည့်ဆင်းမြင့်ကြီးတစ်ခု၌ပေါ်ခြေဆုံးကောင်းဆုံးအဝတ်များဖြင့်ဖုံးအုပ်ထားသည့်တောင်ပေါ်သခင်မှထိုင်လျက်ရှိရာဗတ္တဂုံမာရီနှင့်ဇာမရီတို့သည်ပလင်ဤလက်ဝဲဖက်၌ ရက်လျက်ပလင်းရှိတဲ့တဲ့၌ကနေသားဤအလောင်းပါရှိသောခေါင်းကြီးသည်စင်စင်ကြီးဖြစ်လျက်ရှိအဲ့သမ ्या ရောက်လာကြပြီကိုနေသားအစင်ဆက်နှင့်တောင်ပေါ်သခင်မအစင်ဆက်တို့ဟုတ်ကြီးစကြိုတဲ့ကမ္ဘာအလောင်းတိုက်ကိုမြင်ကြရပြီလားမြင်ခဲ့ရသောမသခင်မကျွန်တော်တို့ကိုစိတ်ထင်မှာတော့ကျွန်တော်တို့ကြောက်ဦးရဲ့ငယ်ကြီးရှစ်ထက်ဆိုတာဒီဘောက်ကသွားနေလို့ထင်မိပါတယ်ငယ်ရဲဆိုတာဥပမာစကားပါမောင်ဆုံးနိုင်နေရာသီးသန့်ရင်လို့ရှိတာမဟုတ်ပါဘူးငယ်ရဲရဲ့နှက်ပြည့်ရဲဆိုတဲ့ဟာတွေဟာ ဒီမှာအားလုံးရှိတာပေါ့မောင်စောနိုင်ရင်ဘက်ကိုတီးပြလေ၎င်းတော့ဆက်လက်၍ဂိုင်းသကောင်ချော်သွားပြီ အာယုံမတက်မီဆောင်ရွက်စရာလုပ်တွေအပုံပဲများတယ်အလုဆားချောင်းဆိုဥရိပေါ့တော်လီသူနေစားရဲ့တရားလူကိုတွင်းခဲ့ဂိုင်းတရားယုံဖွင့်စီ